ဖြစ်ချင်တာကြီးပဲပြောနေတာထက်ဖြစ်အောင်လုပ်လို့ရမယ်နီလန်အာရန်ဆိုင်ကိုကြည့်ကြည့်ပါအားလုံးမင်္ဂလာပါကျွန်တော်တို့တခုဆိုတာနဲ့ဖြစ်ချင်တဲ့ဒီ reset ဒီဖြစ်ချင်တဲ့ goal တွေကျွန်တော်တို့ပြောရတာရှိတယ်ဒါပေမဲ့တချို့ဒီသူဖြစ်ချင်တဲ့ reset ကြောင်းလုံနိုင်တာတွေရှိတယ်တချို့ကြတော့ဒီရိမှန်ချက်တွေအကြောင်းပြောနေပေးပင်ဘာမှဖြစ်မလာတဲ့သူတွေလည်းရှိတယ်ပေါ့နော်အဓိကတော့ကျွန်တော်တို့ကဒီဖြစ်ချင်တဲ့ဒီရလက်တွေပဲပြောနေပြီးတော့ဖြစ်အောင်လုပ်လို့ရမယ် process ပေါ့နော် system ကို outsider အားနေတာပေါ့ outsider အားနေတယ်ဆိုတော့ကျွန်တော်ဓာတ်တော့ဒီ go နဲ့ system ပေါ့ go ဆိုတော့ကျွန်တော်ဖြစ်ချင်တဲ့ရလက် reset အထားကိုကျွန်တော်တို့ဒီဂျပန်ဂျပန်နိုင်ခေါ်တာပေါ့နော်နောက် system ဆိုစနစ်ကတော့ကျွန်တော်တို့လိုချင်တဲ့ရလက်ကိုရအောင်လုပ်လို့ရမယ်ရအောင်သွားတဲ့ဖြစ်စဉ်ရအောင်သွားတဲ့နှီးလန်းတွေပေါ့နော်ဒီ process ကိုကျွန်တော်တို့ဒါ system လို့ခေါ်တယ်ဟိုကျွန်တော်တို့ဒီ gym ကစားတယ်ဆိုတော့ body weight ကျွန်တော်တို့ဘယ်လောက်ဖြစ်ချင်တယ်ဒါဆိုလို့ရှိရင် အကိုးလို့ကျွန်တော်ပြောလို့ရတယ်အဒီ body weight ရောက်အောင်ကျွန်တော်တို့ဟိုဘလိုနီးလန်းနေနဲ့ကစားမယ်။နောက်ဒီအစားအသောက်တွေကျွန်တော်တို့ဒီ diet plan နေနဲ့အထိမ့်မယ်။ဒါတော့ကျွန်တော်တို့ process လို့ခေါ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီ collagen reset ရဖို့ဆိုရင်ပန်းနိုင်ချမှတ်ထားအောင်လည်းမရဘူးနော်။ဒီပန်းနိုင်ကိုရအောင်ဘယ်လိုလုပ်မလဲဆိုတော့ဒီနီးလန်းနေ process တွေဒါတွေလည်းကျွန်တော်တို့ onsite ဖို့ကြည့်ကြည့်တယ်။နောက်တစ်ခုကတော့ furniture freedom ဖြစ်ခြင်းလဲဆိုတော့ဒါဒီကျွန်တော်တို့ကကိုသွားခြင်းနဲ့ကိုရောက်ခြင်းနဲ့ goal ပေါ့နော်။ အဒီဟာကိုရောက်အောင်လို့ကျွန်တော်တို့ကမငွေဘယ်လိုရှာမလဲဒီငွေကြေးစီမံခံမှုတွေဘယ်လိုလုပ်မလဲနောက်ဒီ investment တွေပေါ့နော်ဘယ်လိုလုပ်မလဲ investment လုပ်တယ်ဆိုရင်လည်းဘယ် asset တွေမှာကျွန်တော်တို့ဘယ်လိုထည့်မလဲဘယ်လိုပုံစံနေနဲ့ကျွန်တော်တို့ invest လုပ်မလဲဒီဒီ process ကဒါကျွန်တော်တို့ system ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကိုကငွေကြေးလွတ်လပ်မှုရရှင်နေပြီပဲကျွန်တော်တို့ on လို့မရအောင်ဘာမှမလုပ်ဘဲနဲ့ကျွန်တော်တို့က ဒီ human ချက်ကြီးပဲချထားရုံနဲ့ကျွန်တော်တို့မရအောင်အဲ့ကိုရအောင်ကိုလိုချင်တဲ့ရလက်ရအောင်ကျွန်တော်တို့ဘယ်လိုနီးလန်းနေနဲ့သွားအောင်လဲလက်တွေ့အကောင့်ထဲပုံမှုတွေဘယ်လိုလုပ်မလဲဒါတွေကျွန်တော်တို့ဒီ process ကိုသိချလုပ်ဖို့အရေးကြီးတယ် process ကိုလုပ်မှကျွန်တော်ကိုလိုချင်တဲ့ result ကတကယ်ထွက်လာမှာပေါ့နော်ဒါကြောင့်မလို့ကျွန်တော်တို့ကဘဝမှာကိုဖြစ်ချင်တဲ့ human ချက်တွေကျွန်တော်ရည်ရွယ်ချက်တွေ goal တွေစသဖြင့်ကျွန်တော်တို့ရှိလိုက်မယ်။ဒီအရာတွေ answer ဖို့လည်းအရေးကြီးတယ်။အမကျွန်တော် goal မရှိရင်တခါတခါပန်းနိုင်မရှိရင်ကျွန်တော်တို့ကဒီရောက်ချင်တဲ့နေရာ ရောက်နိုင်တယ်ပေါ့နော်ဥတီကြတဲ့ကျွန်တော်တို့မထားအောင်ဆိုလို့ရှိရင်အရောက်ချင်တဲ့နေရာကျွန်တော်တို့ရောက်နေမယ်ရောက်တဲ့နေရာမရောက်တာမျိုးတွေဖြစ်နိုင်တယ်ပေါ့ဒါလည်းကျွန်တော်အရေးကြီးတယ်နောက်တစ်ခုကကျွန်တော်တို့ goal ရှိတဲ့အတွက်အတွန်းအားဖြစ်တယ်ပေါ့နော်ဒီပန်းနိုင်ကျွန်တော်ရောက်အောင်လောက်အောင်မယ်ဆိုတဲ့စိတ်နဲ့ကျွန်တော်တို့အသက်ရှင်နေရတဲ့အတွက်အဲကျွန်တော်မှအထိပ္ပယ်တစ်ခုရှိတယ်ဟိုတွန်းအားတစ်ခုရှိတယ်ဒါပေမဲ့ကျွန်တော်ဒါနဲ့တည်းမလုံလောက်ဘူးဒီ goal ကိုရောက်အောင်ကျွန်တော်အကောင့်ထဲပေါ်တဲ့ process system အရေးကြီးတယ်ပေါ့နော်ဘယ်လိုနီးလန်းနဲ့ကျွန်တော်တို့ရောက်အောင်သွားမလဲလက်တွေ့ counter form တွေဘယ်လိုလုပ်မလဲကျွန်တော် target တွေချပြီးကျွန်တော်ဘယ်လိုသွားမလဲဆက်ဖြင့်ဒီ process now system ပေါ့လားအထား implement ရေးကြည့်ပါတယ်တိုးတက်ငွေကြီးနဲ့ CY ဆိုင်ရဲ့ video တွေပုံမှန်ကြည့်ရှုနားဆင်နေလဲဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်